တော့အားကစားပွဲတော်တော်များများဟိုကကျတချင်ကငငယ်လေးတွေကလည်းသိဆိုရတယ်ကောက်ဖြိုက်တာတည်တဲ့တခုတည်းကိုပဲအားကစားအနေနဲ့လုပ်ဖြစ်ပါတယ်တကယ်ကောက်ကတခြားအားကစားနေရတော့မတူပါတော့အရင်အတိုင်းဝိုင်းတခုကတော်တော်လေးလဲကြီးတဲ့ကြီးရပေါ့နော်လုံးလို့မရသူက mindset နဲ့သွားရတဲ့အရာသူအေးအေးတွေပြက်နေမယ်အလုံးမလုံးနိုင်ပင်မန်းနေတဲ့အခြေအနေကြောင့်ကောက်ကဘလုံးဆိုပြက်တာပဲ ပါရှင်ဟုတ်โอเคဒါကတော့ဒီတာဂီတာဘောလုံးကွင်းမှာပြုလုပ်တဲ့လူငယ်ရေးရာအားကစားကော်မတီကနေပြီးတော့ဦးစီးဦးဆောင်ပြီးကျင်းပတဲ့ပွဲလေးပေါ့နော်။ဒါငူးလည်း member အဖွဲ့ဝင်တရားအုံနေနဲ့လည်းပါဝင်နေ။ဒီဘက်မှာလည်းဒါငူးတို့ဖြောပြေးအင်းငယ်နဲ့တည်တန်းဖိတ်ထားတဲ့အတွက်ကြောင့်မလို့ဒီမှာလာရောက်ပြီးတော့ဖြောပြေးပေးရအောင်ဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပြည်သူတွေဖြောပြေးအရင်ပျော်ဖို့ကောင်းပါတယ်ဟုတ်။ ော်တော်အားကစားပွဲတော်တော်များများဟိုက ချော့တချင်ရငငယ်လေးတွေကလည်းသိဆိုရတယ်ဒီမြို့နယ်အလိုက်ဒီဒီចောင်းចောင်းမှာလုပ်တဲ့ပွဲတွေအားစပေါ့နော်အအမြဲတမ်းဖြောပြပြပြဖြစ်တယ်ဒီခရမ်းသုံးဘွားဘက်မှာဆိုလို့ရှင်လည်းဒါငှို့လို့ကိုနိုင်ကပါဝင်ပြီးတော့ main ကလေးဘောလုံးအကစားသမားနေနဲ့လည်းကန်ပြီးတော့အတချင်လည်းဆိုရင်လည်းအဲ့လိုမျိုးလေးရင်လည်းပါဝင်ပေးဖြစ်ဘူးတယ်ပေါ့နော်ဒါတော့အရင်တုန်းကပေါ့အခုနောက်ပိုင်းမှာကျတော့ငှို့ကအကစားအနေနဲ့ကတော့အငှို့ golf fighter တီးတဲ့တခုတည်းကိုပဲအကစားအနေနဲ့လုပ်ဖြစ်ပါတယ်အဲတခါတလေမှဒါတော့ချိန်မှတော့ဒါ လုံယုံလုံစင်ပေါ့နော်ဒါကတော့လုံတယ်ဒါပေမဲ့ golf အာကစားနီရောတေချာလေးလုံဖြစ်ပါတယ်ဟုတ် golf ကပြောရမယ်ဆိုရင် golf အာကစားနီရကြတော့အာတခြားအာကစားနီတယ်လည်းမတူဘူးပြီးတော့သူကအရင်လဲပို့ပြီးတော့ပေါ့နော်ပတ်ဆက်ကောင်းလဲဆိုလဲပို့ပြီးတော့အကုန်ကြညာတဲ့ဒီအာကစားနီတစ်ခုဖြစ်တယ်အရင်ဟိုအကုန်ကြအဆအဆအရင်မှာအကုန်ကြညာတယ်အပီ golf ဝင်းတစ်ခါသွားပြီဆိုလဲကျတော့တိမ့်ချုံအထက်မှာပဲအများနဲ့ကုံကြတဲ့အရာပေါ့နော်ဒါပေမဲ့အားကစားလုပ်တဲ့အချိန်မှာဒီလူတွေရဲ့စီလုံးမှုညီညွတ်မှုပြီးတော့ right time အချိန်လေးအတယောက်ကိုတယောက်လေးစားမှုတန်ဖိုးထားမှုတွေလည်းအရန်ဟိုမြင့်မာတဲ့အားကစားနည်းတစ်ခုဖြစ်တယ်ဟို team နဲ့အဖွဲ့နဲ့အလုပ်လုပ်ရတဲ့ဒါကြောင့်မလို့ကိုတယောက်တည်းနဲ့ကောင်းနေုံနဲ့မပြီးဘူးတခြားသူတွေနဲ့ဒီကိုရဲ့ partner တွေအားကစားတစ်ခုလုပ်တဲ့အပေါ်မှာအားလုံးကဒါတယောက်နဲ့တယောက်အပြန်အလှန်လေးစားမှုတွေရှိရဲအဲ queen နဲ့မှာဆိုလို့ရှိရင်လည်းဒီအတွေ့အကြုံက အာအားကစားကွင်းပတ်ပြီးတော့လမ်းလျှောက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတက်လုံကောင်းတယ်ဒီကျမ်းမာရေးအတွက်လည်းအထောက်အကူဖြစ်တယ်ပေါ့နော်ဟိုတဘာဝအတိုင်းပေါ့နော်အာလမ်းလျှောက်ရတယ်အာဘက်ကီစီစဉ်လဲစီမစီစဉ်လဲကိုလမ်းလျှောက်ပြီးတော့ရိုက်မယ်ဆိုလဲတကွန်နာပြီးတကွန်နာပေါ်မှာလမ်းလျှောက်လမ်းလျှောက်ပြီးလိုက်ဟာနေတူကမှလမ်းအကစားနည်းနဲ့တခုမဟုတ်တခုကတော့ဒါကိုလက်လှောက်ရှာမှုအနေနဲ့လဲ ဟိုပါဝင်သွားတာပေါ့နော်ဟိုတရေခဲဟိုကောင်းတဲ့အာကစားနည်းတစ်ခုပါဟုတ်အဂေါ့ရဲ့ accessory တွေကတအားကိုတန်မိုးကြီးတယ်အာအသေးဖွဲလေးလက်အိတ်ကလေးတွေချိန်အိတ်ကလေးတွေဒီခပ်ပတ်ကလေးတွေအစားပေါ့နော်ဟိုဝတ်စုံ uniform ကတော့ လုံးဝ uniform အပြည့်နဲ့ဒီကွင်းထဲမှာဆိုလဲကွင်းရဲ့စီကံသတ်မှတ်ချက်ရှိရယ်အာ main ကလေးဆိုလဲဒါခပတ်ကအစာဝေးရတယ်ပေါ့နော်အာဘောင်းမီပဲဝေးစကပဲဝေးဝေးဒါတကယ်ပြိုင်ပွဲကြီးတွေမှာဆိုရင်တော့အသူဖက်နဲ့သူအင်းကြီးသူအုတ်ထုတ်ထားရတခုချင်းစီပေါ်မှာတမူးတအားကြီးတယ်အဲပြီးတော့တကယ်ကိုလဲဒါအတိုင်းဝိုင်းတစ်ခုပေါ့နော် social တစ်ခုပေါ်မှာလဲအာကိုကအာပအဝင်ပတ်သက်လို့ရတယ်တကယ် golf ကတခြားအကစားနေရတော့မတူပေါ့နော်အရင်အတိုင်းဝိုင်းတစ်ခုကတော်တော်လေးလဲကြီးကြီးတယ်ပေါ့နော်အဲ့တော့ဒီအကစားမှာလို့ းရတာဒါငှူးလို့လဲအသားကိုယ်တိုင်းလည်းအသားမဲခံရတယ်ဒီအပေါ်ရန်လေးနဲ့လည်းလုပ်လို့မရသူက mindset နဲ့တွားရတဲ့အရာသူအေးအေးတွေပြက်နေမယ်အလုံးမလုံးနိုင်ပင်မန်းနေတဲ့အခြေအနေကြောင့်ကဘလုံးဆိုပြက်တာပဲအဲတကယ်ဟိုအင်းလိုက်အားတိုင်းနဲ့အဲဒီနေ့ဒီနေ့မှာတော့ဒါတကယ်ဟိုရိုက်မယ်ဘာညာဆိုပြီးဆုံးဖြတ်ထားပြီးတော့တေချာလေးစူးစမ်းပြီးရိုက်ရမယ်ဆိုလို့ရှိရင်လည်းအာယုံထဲမှာထိမိတဲ့အချိန်မှာတော့ဒါတကယ်ဟိုအာသူ့ရဲ့ mindset နဲ့တွားရတဲ့အတွက်ကြောင့်မလို့ပတာပတာအဆ ဒီ chip တင်တာဒီတစ်ခုပြီးတစ်ခုอ่ะသူอ่ะ step by step သွားတာဟိုဘယ်ရမှာတော့အကစားတစ်ခုอ่ะတော့ရွယ်ကူတဲ့အကစားတော့မရှိပါဘူးတကယ်အာတုံခွန်ဆိုင်နဲ့လုံးလုံးမသားလေးဒါသူ့ရဲ့ရလက်ကိုလည်းရရှိရတာပေါ့เนาะဟုတ်အကုန်ခံပြီးတစ်ခါတစ်ခါသွားရိုက်တယ်ဆိုတော့ဒါလုံးဝအောက်ခြေအနေနဲ့အအနေဆုံးအနေနဲ့ပြောရမှာဆိုတော့ဒါ နှစ်သိန်းဝင်းစင်ကတော့အမြဲတမ်းကုန်တာပေါ့နော်ဒါကတော့ဟိုအကယ်၍ဒီဟိုတယောက်နဲ့တယောက်အပြော်သဘောအနေနဲ့ဒါစုပြီးရိုက်ရတဲ့အခါခါဒီမှာလဲပို့ပြီးတော့အောင်မှာကုန်တယ်ပေါ့နော်အဲအနည်းဆုံးကတော့အများကြီးအဲဒါကတော့ နှစ်သိန်းဒီပါအတွင်းစင်မှာတော့အငဲလဲကုန်ဖြစ်ပါတယ်။အခုတော့ကျတော့ပြိုင်ပွဲတွေမှာရိုက်ဖြစ်တာများတယ်။ဒီကိုကကိုတငယ်ချင်းနေနဲ့ဒီအပေါင်းအသင်းနေနဲ့ပတ်တယ်ဆိုတာကတော့နဲတယ်၊ကွင်းပတ်တာအခု practice လုပ်တယ်။ဒီပြိုင်ပွဲတွေမှာပြိုင်တယ်။အဲ့တော့ဒီ golf နဲ့ပတ်သက်ပြီးလို့ရှင်လဲဒါငူတို့စုက၄စုပေါ့နော်။ငူမှာတော့စု၄စုရရှိထားပြီးပါပြီ။ဟုတ်။အဲ့အဲ့လိုမျိုးတွေမဟုတ်ဘူး။အဲ့သူ့ရဲ့အာဒီရန်ကုန်မှာတစုမန္တလေးမှာ ုံးစုပေါ့เนาะအဲ့လိုမျိုးလေးရတာပါတယ်ဟုတ်အပရိုလေဗယ်ထိတော့အရောက်အောင်တော့ဒါစူးစမ်းမယ်ဆိုတာကကိုယ့်သဘောပေါ့เนาะအဲ့လောက်နေထားတော့မရောက်သေးပါဘူးဒါပေမဲ့ခေါက်သီးလေးကောင်းအောင်ကိုအများနဲ့ရိုက်တဲ့အခါမှာဟိုမျက်နှာမငယ်ရအောင်ပေါ့เนาะသူတန်းလေးနဲ့သူသူလည်းရိုက်နိုင်တယ်ဆိုတော့အနေထားလေးရအောင်ပဲအငူတို့စူးစမ်းပြီးအခုလက်ရှိကရိုက်နေပါတယ်ဟုတ်အမှန်တိုင်းပြောရရင်တော့အငူကားဖြိုက်တာကတော့တချင်းဆိုရင်းနဲ့ပေါ့เนาะအဲ့တချို့ကြတော့ထင်မယ်ဟိုတချင်း ဟိုပွဲတွေမှာဟိုတချင်းဆိုဗလည်းခေါင်းသိရိုက်လို့တချင်းဆိုလဲအမှန်တော့မဟုတ်ဘူးဒါငူရောကိုယ့်ရဲ့ professional လုပ်သေးတချင်းဆိုတဲ့တရုတ်ဆောင်လုပ်တဲ့အဲ့တော့တချင်းဆိုတဲ့အခါမှာကိုကိုရာကလည်း MC အနေနဲ့ပါဝင်ပေးရတဲ့ပွဲတွေအများကြီးရှိရပေါ့နော်အဲညီမလေးလှုပ်တက်နေတယ်ညီမလေးလှုပ်ပေးပါ MC လှုပ်ပေးပါဆိုသူ့ရဲ့ handicap တွေပြောရတယ်အာသူ့ရဲ့ score တွေကိုဟိုတင်ပြရတဲ့အခါတို့မျိုးတွေမှာ plus တွေထွက်တာ minus တွေကိုသိချင်သွားတယ်ဘယ်အရာဘာကိုပြောတာလဲဘယ်အရာဘာကိုဆိုလိုတာလဲအဲ့တော့စိတ်ဝင်စားသွားတာပေါ့နော် အော်ဒီအကစားနီလဲချောင်းပေါ်မှာလဲဒါတချင်းဆိုရင်လည်းမှဒါငုပဝင်သွားတယ်ပေါ့နော်ပြီးကိုကိုနိုင်လဲစိတ်ကရောက်သွားတယ်အဲ့တော့ခေါက်သီးယူတယ်ပဲပြောမှာနော်ခေါက်သီးရဲ့အသားလဲမဲခန်းနဲ့ဟိုဟိုအရာရာဟိုအင်းနဲ့အားနဲ့ဒါဟန်နဲ့လုံးလို့ရတဲ့အရာတော့မဟုတ်ဘူးပေါ့နော်ဟုတ်ငုတငယ်ချင်းနေဆိုတော့ဒါငုနဲ့ level တန်းပေါင်းတဲ့ရွယ်တူတွေတော့မရှိပါဘူးဒါပေမဲ့ ဟိုငူးရဲ့အထက်ငူးထက်ကြီးတဲ့သူတွေပဲပေါ့နော်ဒါငူးထက်ကြီးတဲ့ဒီလူကြီးတွေနဲ့သူတို့သွားရောက်ပြီးတော့အမကြီးတွေဒါအကိုကြီးတွေနဲ့ပေါ့နော်သွားရောက်ပြီးတော့ဒါရိုက်ရတယ်အဲသူတို့လုပ်ငန်းရှင်အနေနဲ့အများကြီးဒီမှာလဲ close ပေါ့နော်ထိတွေ့ခွင့်ရတယ်အကုန်လုံးနဲ့ရင်းနှီးနှီးနဲ့အတယောက်ကိုတယောက်အနေနဲ့ထွေ့ထွေ့နဲ့ဆက်ဆံပြီးတော့ဟိုလက်တွဲခေါ်ကြတယ်ပေါ့အဲ့လိုမျိုးလေးနေနဲ့အရင်ကိုပြောဖို့ကောင်းပါတယ်